်အင်္ဂလာပါမျိုးတွေကျမမဟုတ်ဘူးသူမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေ26ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမတို့ဒေတာမှာမိုးရွာတယ်မိုးတွင်းမှုမိုးရွာတာပါဆန်းလေမိုးတွင်းမှုမိုးရွာတာမဆန်းပေမဲ့ကျမတို့အမိနိုင်ငံတော်ကြီးနာမကျန်းဖြစ်နေတဲ့အချိန်မှာတော့ထူးဆန်းတယ်ရှင်လေးနော်ကဘာကူလာတမန်ကရေခွင်အိုချရဲ့ထုတ်ပြန်ချက်ရမြန်မာနိုင်ငံမှာနေရဲဆုံးခွာနေရတဲ့ဘေးဒုက္ခတွေဒုက္ခတွေပေါင်း3.5ဒဏ်ရှိတယ် မြန်မာနိုင်ငံမှာလူဦးရေတိုင်း30လောက်ကအရေးပေါ်လူသားချင်းစာနာမှုအခွင့်အရေးလိုအပ်နေတယ်။မြန်မာနိုင်ငံမှာကလေးတန်ရပေါင်းခွနာပန်းလောက်ကပညာတရားခွင့်ဆုံးရှုံးနေတယ်။ဆက်ပြီးပြောဦးမယ်။မြန်မာနိုင်ငံမှာမိမိတို့နော်တိုက်ပွဲတွေကြောင့်စစ်ပွဲတွေကြောင့်မိမိတို့ရဲ့အိုးအိမ်တွေရဲ့ဆုံးခွာရတဲ့အိုးမဲ့အိမ်မဲ့ဘေးဒုက္ခတွေပေါင်း3.5တန်းရှိတယ်။အဲ့ဒီစပွဲတွေနဲ့ငလင်ပြီးနောက်ဆက်တွဲအကျိုးဆက်ကြောင့်လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့လူဦးရေပန်း20ရှိတယ် မြမနိုင်ငံမှာကလေးတငယ်ခွန်နှစ်တန်းခန့်ပညာသင်ယူခွင့်ဆုံးရှုံးနေတယ်။ဒါဆိုရင်အခုလိုမိုးတဲ့ရေထဲမှာအဲ့ဒီလိုအိုးမဲအိမ်မဲနဲ့စိတ်ပေဒုက္ခတဲ့တွေဘဝဘလောက်တောင်ခက်ခဲကြက်တဲကြမလဲ။ဘလောက်တောင်ဆင်းရဲဒုက္ခရောက်မလဲ။ငလျင်ပေဒုက္ခတဲ့တွေရောဘလောက်တောင်ဆင်းရဲဒုက္ခရောက်ကြမလဲ။အော်ကျမတို့ကတော့ဟာညာဘက်တွေမိုးရွာလို့ရှိရင်မိုးရွာတာကောင်းတယ်မိုးရွာလို့ရှိရင်ညာဘက်အိတ်ကောင်းတယ်ဆိုပြီးတော့အင်းကန်းတဲ့ဒေတာငင်းကန်းတဲ့ဒေတာတွေမှာတော့ညာဘက်မိုးရွာရင်ပျော့တယ်ဘာလို့လဲဆိုတော့အိတ်ကောင်းလို့ဒါပေမဲ့ အဲ့ဒီစစ်ပေဒုက္ခတွေစစ်မဲ့ဖြစ်ပေါ်ရဒေသမှာရှိတဲ့လူတွေအကုန်လုံးကတော့ညာဘက်မိုးရွာမှာသူတို့တွေကြောက်နေကြလိမ့်မယ်။နော်ဒီညမှာရွေးချယ်ကြနောက်ကိုရှိရယ်။အတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွဲတွေဝက်တွေတင်မလားဒါကမာတင်လူသားကင်းနော်လူမဲကောင်းတော်မာတင်လူသားကင်းပြောခဲ့တဲ့စကားအတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွဲတွေဝက်တွေတင်မလားတဲ့ရွေးချယ်ကြနောက်ကိုရှိရယ်။ဆိုတော့ကျမတို့ကတပည့်ဟောင်းကြီးတွေဖွင့်ပြီးတော့ တိုင်းနာခွင့်ရလို့ကျင်တယ်ဘာမှလူမျိုးကြီးဘွာတော့ကိုတိုက်ဖြစ်မယ်ဘာမှတွေကကျွန်တော်တို့ကိုနှိပ်ဖိနေနေတယ်ဘိုးချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းပင်လုံစာချုပ်ပါပါတဲ့အတိုင်းကျွန်တော်တို့ကနော်ခွဲထွက်ခွင့်လိုချင်ပါတယ်ပြီးနေလိုချင်ပါတယ်ကိုပါအုပ်ချုပ်ခွင့်လိုချင်ပါတယ်ဆိုတဲ့တပြားဟောင်းကြီးတင်နဲ့190လောက်အတူတူခွေးတွေဝက်တွေတည်ခဲ့ကြပြီးပြီဒါဆိုရင် ပင်လုံစာချုပ်မှုပဲ ਨੇ ပင်လုံစိတ်တဲ့ ਨੇ စီလုံးညီညွတ်ချင်း unity estate လို့ခေါ်တယ်စီလုံးညီညာအောင်ချောင်းဖျားဝမ်းသာစင်ရွဲ့ဒူအောင်ပွဲဆိုရယ်ပင်လုံစာချုပ် ਨੇ အတူတူချစ်ချစ်ခင်ခင်နေကြရအောင်အတူတူချစ်ချစ်ခင်ခင်နေမလားဆိုရယ်လမ်းတက်ကိုဖောက်ဖို့လိုပါတယ်လမ်းသေးဖောက်ရမယ်ချင်းဖြစ်တယ်ယခုမွေးရွာတယ်နိုင်ငံမှာစစ်ပေးဒုက္ခတွေစစ်ပေးဒုက္ခတွေရောဒီစစ်ပွဲကိုတိုက်နေရတဲ့တပ်မော်သားတွေလည်းပဲမွေးရည်ရဲ့ဒုက္ခတွေရောက်ရတယ် တစ်ဖက်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့အကြမ်းဖက်သမားတွေလည်းဒီမွေးရီတွေမှာဒုက္ခရောက်ကြရတယ်။အားလုံးဟာစစ်ဆိုတာပျက်စီးခြင်းသဘောကိုဆောင်တယ်။စစ်ပွဲမှန်သမျှပျက်စီးရပျက်စီးကြမယ်။အခု KNU နဲ့နေနေနော် KNU တပ်မအတက်တပ်မနဲ့ဆိုရယ်နေနေတွေမှာစစ်ပေးဒုက္ခတဲ့တပ်တန်းရှိလူတပ်တန်းရှိကျမတို့ချင်းပြည်နယ်မှာတပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းပဲရှိတယ်။အဲ့ဒီမှာတိုင်းကချင်းပြည်နယ်တပြည်နယ်လုံးလူဦးရေရဲ့၂သိန်းဝယ်လောက်ဟာ OA ဆောင်ခွာနေရဲ့ဆောင်ခွာပြီးထွက်ပြေးနေကြရတယ် ကြားပြည်နဲ့တပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းမရှိဘူး။သို့တော့ကြားပြည်နဲ့တပြည်နယ်လုံးလူဦးရေရဲ့60ရာခိုင်နှုန်းကစစ်ပီးဒုက္ခတွေပေါ်ရောက်နေကြရတယ်။ဒီနေရာမှာချွင်းချက်ဒီနေ့နော် NDA မိုင်းလာဦးဆိုင်နေလို့ ਨੇ ကျွန်တော်တို့တက်မတော်ကောင်းတော့နာဆာကဥက္ကရာနဲ့ဖီဒီကန်ဒေတာမှာတွေ့ဆုံဆွေးနွေးပြီးတော့နော်မိုင်းလာကိုယ်တည်းနေရဲကိုယ်တည်းဖွင့်နေပြေဆောင်ဆွေးနေပြီးတော့နော်အဖွင့်လူကြီးတွေညင်းချမ်းကြီးတွေအဲ့ဒီဒေတာမှာရှိတဲ့ခလေးတငယ်တွေကြားမာကြီးပညာကြီးစသည်ဖြင့်ဆွေးနွေးကြတယ် လက်နက်ကင်ဖွဲ့ခြင်းတို့တို့မိုင်းလာဒေတာမှာအေးချမ်းတယ်မိုင်းလာဒေတာမှာဆေးပိဒုက္ခတွေမရှိဘူးမိုင်းလာဒေတာမိုင်းလာခေါင်းဆောင်နေတယ်လက်ရှိကျွန်တော်တို့နာဆာကဥက္ကရာခေါင်းဆောင်နေဒီနေ့မှာဖိလိပ္ပိန်ဒေတာမှာဖြစ်ဆုံးဆွေးနေကြတယ်ဒါပေမဲ့ကြီးမိုက်ကြီးတွေဖြစ်တဲ့ကရင်ယူနယ်မြေမှာတွားကြည့်ဆေးပိဒုက္ခတွေတပန်းတိရှိတယ်ဆိုတော့ကျွန်တော်တို့ဒေတာကကျွန်တော်တို့နိုင်ငံကြီးကဘူးလေးရဖလုံးဆင့်နော်ဘူးလေးရဖယုံဆင့် စစ်တေးဖြစ်လို့လူတွေကဒုက္ခရောက်ရတာတစ်မျိုးရေးကြီးလို့ဒုက္ခရောက်ရတာတစ်မျိုးလလင်းတန်သိမ့်လို့ဒုက္ခရောက်ရတာတစ်မျိုးဒီဒုက္ခမျိုးစုံတွေရောက်နေကြရတယ်။ဒါကြောင့်မလို့မာတင်လူသားကင်းရဲ့စကားကိုငှားပြီးပြောရင်အတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွေးသေးဝတ်သေးနေမလားဆိုတဲ့အနာခက်ကိုကျမတို့ဆုံးဖြတ်ရမယ်။ကျမတို့လူငယ်တွေအနေနဲ့အထူးသဖြင့်ပြောရဲဆိုရဲတဲ့လူငယ်တွေပြောသိမ့်တဲ့လူငယ်တွေအထူးသဖြင့်ပညာတတ်တဲ့လူငယ်တွေအထူးသဖြင့်တမ်းမြေကိုအမှန်တကယ်ချစ်တဲ့လူငယ်တွေအနေနဲ့က ပင်လုံစာကြုံမဟုတ်ဖယ်နဲ့ပင်လုံစိတ်တက်ကိုဆွဲကင်ပြီးအတူတူချစ်ချစ်ခင်ခင်နေကြမယ်လမ်းတက်ကိုဖောက်ရမယ်အချိန်ဖြစ်ပါတယ်။နောက်ဆက်လို့တရင်အကြောင်းအရာအနေနဲ့ကရှေ့နေ့ကကျွန်မပြောခဲ့ဘူးတဲ့။နော်အမေကထောက်ပံ့ရင်ကိုကြီးတွေကဘင်္ဂလားဒေ့ရ်ကနေတဆင်ရခိုင်ကိုတိုက်ရိုက်ပေးမယ်အစီအစဉ်ကိုဘင်္ဂလားဒေ့ရ်စစ်ဦးစီးချုပ်ဝါကာဥစမန်ကနေပြီးတော့ နော်ပေးဆောင်သောဈေးညက်စီမံကိန်းကိုအလိုမရှိဘူးရက်ဆိုင်ဖို့သတိပေးခဲ့ရတဲ့ဆိုတဲ့အကြောင်းဒီတရင်ကကနေဦးကြားရှိရတဲ့တရင်ဖြစ်တဲ့အတွက်အတီးပြဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောခဲ့တယ်ဒီနေ့အတီးပြနိုင်ပါပြီနော်ဒီနေ့မှာဆိုလို့ရှိရင်သူတို့နိုင်ငံမှာတရင်စာရေးကမ္ဘာမီဒီယာတွေကိုယ်တိုင်ကရေးသားဖော်ပြလာပြီးဖြစ်တယ်နော်ဘင်္ဂလားဒေ့ရှ်ဥစည်းချုပ်ကနေပြီးတော့သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အချုပ်အခြာအာဏာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြီးတော့အမေရိကန်ကတရုတ်ကိုနော်နိုင်ငံရေးကစားလို့တဲ့အတွက်လောက်ကွက်တွေဖြစ်တဲ့အတွက် ဒီဥစ္စာတွေကိုဒီတွေးဆောင်သောဈေးညံစီမံကိန်းကိုရပ်တန့်ဖို့ဆိုပြီးတော့တည်ရင်ဝင်သတိပေးကြေညာလိုက်တဲ့အကြောင်းနဲ့ဘင်္ဂလားဒေ့အာဂျားပြက်ခေါင်းဆောင်ယူနိုအရာတို့ကနေနှုတ်ထွက်မယ်ဆိုတဲ့အကြောင်းကအတည်ဖြစ်ပါပြီ။ကျွန်မတို့အတွက်သတင်းကောင်းဖြစ်ပါတယ်။နောက်ထပ်တရင်ကောင်တစ်ခုကတော့เนาะကျမတို့ပြည်အောင်စုလွတ်တော်ကတရားလွတ်တော်ချုပ်เนาะဒေါက်တာဒေတာဦးနဲ့ရုရှားနိုင်ငံကိုယ်စားလှယ်ဖွဲ့ရုရှားတရားရေးရာဝန်ကြီးချုပ်တွေ့ဆုံပြီးတော့ เนาะအာ ICJ လိုမျိုးကိုနိုင်ငံတကာတားနေပြီးတော့တရားစွဲဆိုမှုတွေကိုအပြန်အလှန်ကာကွယ်ပေးဖို့အကူအညီပေးဖို့အတွက်ရုရှားမြန်မာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးကြောင်းကြားသိရပါတယ်။နောက်ထပ်သတင်းကောင်းတစ်ခုကတော့လက်ရှိမှာဆိုလို့ရှိရင်56ချိန်မြောက် ASEAN စည်းဝေးကျင်းပနေတယ်။မြေထားနိုင်ငံကလေကြောင်းဥက္ကဋ္ဌနော်အာဆီယံလက်ထောက်ဥက္ကဋ္ဌလုပ်ပြီးအိရှေဖြည့်ချင်းမှနေတဲ့46ကျင်းမြောက်အာဆီယံထိပ်သီးစည်းဝေးကိုကျမတို့နာဆာကကိုယ်စားလှယ်ဖွဲ့တွားရောက်ပြီးတော့ ပြောက်လျက်ရှိပါတယ်ဒီနေရာမှာเนาะအာဆီယံနဲ့ကြာဥက္ကဋ္ဌမလေးရှားနိုင်ငံကเนาะကျွန်တော်တို့မြန်မာနိုင်ငံကိုလူသားချင်းကူညီမှုစာနာတွေစာနာထောက်ထားမှုတွေကိုပေးအပ်ဖို့ဆိုပြီးနိုင်ငံတကာကိုတိုက်တွန်းတာရှိတယ်လို့ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံကိုနိုင်ငံတကာအနေနဲ့တန်ရေးတမန်ရေးနဲ့လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေးတွေပေးအပ်ဖို့အတွက်မြန်မာနိုင်ငံရဲ့ NASA ကအင်ဆောင်အစိုးရနဲ့ပုံမှုထိတွေ့ဆက်တံဖို့ဆိုပြီးတော့ထိုင်းနိုင်ငံသားရေးဝန်ကြီးကတိုက်တွန်းပြောဆိုခဲ့တဲ့ သတင်းကောင်းနေကျမတို့နိုင်ငံတကာမျက်နှာစာမှာနိုင်ငံတကာရဲ့တန်ခိုးတမန်ကြီးမှာခြေလွှမ်းတက်တက်နဲ့မြင်တွေ့နေရတယ်ဆိုတဲ့အကြောင်းလေးနဲ့သတင်းကောင်းပေးကြပါမယ်